ိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အင်ဒိုနီးရှားနိုင်ငံဂျာဘာကျွန်းပေါ်မှာရှိတဲ့ဆီမီရူမီတောင်ဟာဗုဒ္ဓဟူးနေ့ကစေချိန်မြပောက်ကွေးခဲ့တယ်လို့ရိုက်တာမှသတင်းဖော်ပြပါရယ်။နိုဝင်ဘာလ19ရက်နေ့ကဆီမီရူမီတောင်ပောက်ကွေးမုံကထွက်လာတဲ့လျှော်ရွေတွေတွင်းဝကနေမှုတ်ထုတ်လိုက်တဲ့မိခိုလုံးတွေကိုအရှိဂျာဘာပြည်နယ်လူမာကျမ်းမှာရှိတဲ့ဆမ်ဘာမူဂျာရွာကနေတောင်မြင်တွေ့ရတယ်လို့ဆိုပါရယ်။နိုင်ငံရဲ့အမြင့်ဆုံးတောင်တွေအထက်ကတစ်ခုဖြစ်တဲ့ဆီမီရူမီတောင်ပောက်ကွေးပြီးတဲ့နောက် အင်ဒိုနီးရှားအာဏာပိုင်တွေဟာလူပေါင်း900ကျော်ကိုဘေးလွတ်ရာကိုရွှေ့ပြောင်းပေးခဲ့ရတယ်လို့ပိတ်မိနေတဲ့တောင်တက်သမား190ကိုလည်းဘေးကင်းစွာပြန်လာနိုင်ဖို့အတွက်မနေ့ကဆောင်ရွက်ပေးခဲ့တယ်လို့သတင်းမှဖော်ပြပါရယ်။စီမီရူတောင်ကပြောင်းမုံတွေများစွာကိုထောက်လွက်ကရှော်ရည်နဲ့ကြောက်တုံးတွေဟာတောင်ဆောင်တွေတစ်ချောင်းမှာ73ကီလိုမီတာအထိပြန့်နှံ့စေခဲ့ပြီးတဲ့နောက်တတိပိရှက်အဆင့်ကို အမြင့်ဆုံးထုတ်ပြန်ထားတယ်လို့အစိုးရအရာရှိတွေကပြောကြားခဲ့ပါရယ်။ ဒီမီးတောင်ဟာ2021ခုနှစ်ဒီဇင်ဘာလမှာနောက်ဆုံးအပြင်းထန်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးအနည်းဆုံးလူ52ဦးသေဆုံးကအနည်းနာမှာရှိတဲ့ကျွာတွေဟာမီးတောင်ပြားတွေနဲ့ဖုံးလွှမ်းခဲ့ရတယ်လို့သိရပါဗျာ။